အားသာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ22ရက်နေ့ရက်နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်းလေးပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်ပထမဆုံးတင်ပို့ကတော့ TVR ဖော်ဖော်ကဖော်ပြထားတဲ့အာဇာဒရိုက်တာတဲ့ Entry Butter လှူရှားနေတဲ့တိုက်စစ်မှုတယောက်အကြောင်းလေးပဲဆားလိုက်ရအောင် အစင်လာမပြက်မင်္ဂလာမနက်ခင်းကိုတိုက်စစ်မှုသတင်းတအူးနဲ့ပဲကျွန်တော်စားလိုက်တာပေါ့လေအဲ့တိုက်စစ်မှုကတော့ဘန်ဂျမင်ဆက်စကိုလက်ရှိချိန်မှာ အာဆင်နယ်တို့ရဲ့အာဇာတိုက်တဲ့အန်ဒရီပါတာကဂျာမန်ဘုန်ဒလီကာကလပ်အပီလစ်စ်အသင်းရဲ့တိုက်စစ်ကစားမှာ ဘတ်ဂျင်မေဆက်စကွေးအေဂျင့်နဲ့ကြံကြတဲ့တပတ်ကတွဲဆုံဆွေးနွေးမှုလုပ်ခဲ့တယ်ဆိုပြီးတော့ TBR ဖော်ပေါ်ကဖော်ပြထားတယ်။တွဲဆုံဆွေးနွေးမှုလုပ်ခဲ့ပြီးပြီဆိုတဲ့ပုံစံမျိုးသူတို့ကရေးသားထားတာနော်။ပြီးတော့လည်းဒီကစားသမားနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တင်းကအလိုအရှိဆုံးတိုက်စစ်မှုစီးနဲ့မှာထည့်သွင်းထားပြီးတော့လက်ရှိအာဆာဒရိုက်တာတဲ့တွဲဆုံဆွေးနွေးတဲ့အေဂျင့်စီးနဲ့မှာဆိုရင်တော့ဒုတိယမြောက်တိုက်စစ်ကစားသမားလို့သိရတယ်။ပထမဗီတာယော့ဂရက်ရဲ့အေဂျင့်နဲ့ ဒီအာစာဒရိုက်တာကတွေ့ခဲ့ပြီးပြီအခုလေဒါနောက်ထပ်တစ်ချိန်ထပ်ပြီးတော့ Sasquatch agent နဲ့တွေ့တာအဲ့တော့တိုက်စစ်မှုတွေနဲ့ပတ်သက်တဲ့ agent တွေနဲ့စကားပြောဆိုမှုတချို့လုပ်ထားဖြစ်တဲ့အတွက်အာစင်နဲ့အသင်းကလာမဲ့နေရာဒီမှာတိုက်စစ်မှုတွေစောစီးခေါ်ဖို့အတွက်ပြင်ဆင်နေလားဆိုတော့ကျွန်တော်တို့ချက်ကြည့်ရမယ်ပြီးတော့ကြံခဲ့တဲ့နေရာဒီမှာ Benjamin Sasquatch က Apocalypse နဲ့တတန်းတိုးထားရဆိုရင်အဲ့စာချုပ်ပါအချက်လိုက်ရအသိန်းတသိန်းရတာလာပြီးထိုက်တဲ့ငွေကြီးနဲ့ကမ်းလန်းခဲ့ရင်လက်လွတ်ပေးရမယ်ဆိုရင်အချက်ပါတာဖြစ်တဲ့အတွက်လာမဲ့ညရာဒီမှာ အာဆီနယ်ကိုသွားပြီးကမ်းလိုက်ရင်ဒီကစားမှထွက်ခွာဝင်ရှိတယ်။အဲ့တော့ဒီကစားမှတော့လက်ရှိချိန်မှာအသက်22နှစ်ရှိဖြစ်တဲ့ Slovenia သားသူ့ကိုလိုချင်တဲ့အသင်းတွေမှာ Premier League ကလပ်တွေဖြစ်တဲ့ Chelsea, Manchester United, အခုအာဆီနယ်ပါဝင်အသင်းတွေအများကြီးပဲအခြားပြင်ပလိဂအသင်းတွေလည်းရှိရဲ့အဲ့ဒီဂျားတွေကမှအာဆီနယ်ကြံကနေတွေတုန်းကစကားပြောဆိုမှုတချို့ရှိခဲ့ဘူးသလိုအခုလည်းထပ်ပြီးကမ်းလှမ်းမှုတွေပြင်ဆင်နေတယ်။ကစားသမားကလည်း Premier League ကိုလာချင်တယ်ဆိုပြီးတချို့ report တွေကတော့ဖော်ပြထားတယ်။အဲ့ဒါဆိုတော့ အာဆင်နယ်တို့ကဒီဈေးကွက်ထဲမှာတိုက်စစ်မှုတွေကိုလိုချင်တဲ့ဆိုပေမဲ့အရင်ဆုံးသူတို့ရဲ့ကနဦးချိတ်ဆက်မှုဖြစ်အေဂျင့်တွေကိုအရင်သွားတယ်ကျွန်တော်လက်ရှိတွေ့တာပေါ့လေအဲ့ဒါပါဆိုတိုက်စစ်မှုတွေအများကြီးနဲ့သတင်းထွက်မယ်တကယ်ကြီးအာဆင်နယ်တို့ထက်ထဲဝင်ဝင်အေဂျင့်နဲ့ဆွေးနွေးတာကနှစ်ဦးပဲရှိတယ်ပီတာယောဂရက်ကဘက်ဂျမင်ဆက်စကိုရဲ့အီဆက်နဲ့ကိစ္စကမပြီးပြတ်သေးဘူးဆိုပေမဲ့အီဆက်ကိုခုံနေကြတော့အရင်နေတယ်ငွေကြေးရရောချန်မြလီဝင်ဝင်အခြေအနေကောင်းနေတဲ့ကာဆယ်နေထားကြအောင်ကစားသမားလည်းကာဆယ်မှာပျော်နေတဲ့နေထားကြအောင်ပြီးတော့ အာဒီတာအကြိုက်ဆိုရင်ပဲလေအာဇာဒရိုက်တာကကြံတဲ့အပိုင်းဒီမှာငွေသုံးဖို့အတွက်ဒီလိုမျိုးငွေကြီးအရပို့ပြီးစစ်ဖြစ်တဲ့ယောဂရက်တို့ဆက်စကိုတို့ကို ခေါ်ပေးဖို့များတယ်အရှိကအီဒူးနဲ့မတူတာကအန်ဒရီဘာတာက အသင်းအတွက်ကောင်းမဲ့ထင်ရင်အာဒါနဲ့လည်းတရားညှိနှိုင်းနိုင်တဲ့ပုံမှာရှိတယ်။အာဒါဒါလောက်ဒါလောက်ဆိုရင်ခေါင်းကြီးမတိုင်မှုတော့မဟုတ်ဘူး။သူကိုယ်တိုင်ကဒီနယ်ပယ်မှာအတွေ့အကြုံတွေအများကြီးရှိတဲ့အာဇာဒရိုက်တာဖြစ်တဲ့အတွက်ကောင်းကောင်းတော့သူစီမံခံဝတ်မဲ့ထင်တယ်။ပြီးတော့လည်းဒီအာဇာဒရိုက်တာကတိုက်စစ်မှုတွေဝယ်တဲ့ဘက်မှာနာမည်ကြီးရဆိုပြီးတင်းတင်းတချို့လည်းထွက်နေရရှိရအောင်။အဲ့ဒါဆိုတော့ဒီယာသီ50ပွဲမှာ90သွင်းပြီးတော့6လုံးဖိုင်ရတဲ့ဘန်ဂျမင်ဆက်စကိုကိုတော့အာဆင်နယ်တို့ ခေါ်ဦးသွားနိုင်ကြတော့တဖြည်းဖြည်းမြင်မာလာရပေါ့လေအဲ့ဒါဆိုပစ်တာယောဂရက်ပဲရောက်ရောက်ဘန်ဂျမင်ဆက်စကိုပဲရောက်ရောက်တေးရာတခုတော့အာဆင်နယ်တင်းရဲ့တိုက်စစ်ပိုင်းပို့ပြီး upgrade ဖြစ်စီမယ်လို့ထင်တယ်ပြီးတော့အခုနောက်ပိုင်းနှစ်တွေမှာအာဆင်နယ်တင်းခေါ်တဲ့ကစားသမားတွေကအားလုံးဒီပါအသုံးဝင်လာတယ်အရှိမကျွန်တော်တို့ဖေးခဲ့တဲ့ player တွေရှိရဗျာတင်းမှာ Fabio Bia လို့အတိုင်းအတာတခုဒီအသင်းအတွက်အင်ပတ်မဖြစ်ခဲ့ဘူးဆိုပေမဲ့အခု Calafiori နောက်ပြီးတော့မီခင်းမိန်တို့ကကြက်ခိုင်မှုသာပြေဝနေအသင်းအတွက်အရေးပါတဲ့ကစားသမားကြီးဖြစ်လာတယ်။ဒါကြောင့်မို့ခုနောက်ပိုင်းကစားသမားခေါ်မှုတွေကတော့ပိုပြီးတော့ smart ဖြစ်လာတယ်။ နည်းနည်းနဲ့ quality မြင့်မြင့်လေးခေါ်လာနေတာတွေ့ရတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Thomas Party နဲ့ပတ်သက်ပြီးတော့သတင်းထောက်စာချတာပေါ်လာပြီးဖော်ပြထားတဲ့သတင်းလေးပဲကျွန်တော်ဆက်လိုက်အောင်ဒီသတင်းကိုဖြစ်မလာပါစေနဲ့လို့ suit down ရမှာကျွန်တော်လည်းပါပါတယ်။ဒါပေမဲ့ဒီသတင်းကလုံးဝ update ဖြစ်တယ်ဖြစ်တဲ့အတွက်ဒီမနက်ခင်းမှာဖော်ပြပေးရပါလို့ Thomas Party ကိုတတမ်းမတိုးဖို့အတွက် Arsenal တင်းကဆုံးဖြတ်လိုက်ပြီးဆိုတဲ့သတင်းကိုအစဆွဲထုတ်လာခဲ့တာကတော့သတင်းထောက်စာချတာပေါ်လာပြီး follower တသိန်း2000ကျော်လောက်ရှိတဲ့သတင်းစာတယောက်ပေါ့လေတော်တော်များသတင်းတချို့လည်းရှိမှကနုံးမှမှန်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့သူ့ကိုလည်းလည်းလေးစားမှုရှိတဲ့အတွက်ဒီသတင်းကိုဖော်ပြပေးတာဖြစ်မလာဘူးဖြစ်လာတယ်ဆိုတော့ကျွန်တော်အချိန်အားဆုံးဖြတ်ပေးသွားမယ်ဒီသတင်းကလည်းဖြစ်လာနိုင်ရရှိရဗျဘာလို့ဆိုအခုဆို၄လပိုင်းဗျာ6လပိုင်းကုန်ဆိုလို့ရှိရင်တော့မက်ပါတီကအာဆင်နီကအလွတ်နဲ့ထွက်ခွာခွင့်ရှိသွားပြီအဲ့လို၂လဆုံဆုံလေးပဲရှိတော့တဲ့ကစားမတူကိုအတီးကဘာမှမဆွေးနွေးဘဲနဲ့ဒီတိုင်းအေးဆက်နေခဲ့တာတော့တေးကြတယ် အသင်းမှာပါတီရဲ့အနာဂတ်မရှိတော့ဘူးဆိုတာတဖြည်းဖြည်းနဲ့သိတာလာခဲ့တာအဲ့တော့ဂျော်ဂျီညိုလက်ထွက်မယ်ပါတီလက်ထွက်မယ်ဆိုတဖက်ကကောင်းတဲ့ဘက်ကနေပြန်ကြည့်မယ်ဆိုရင်တော့မာတင်ဇူမန်နီလိုကစားသမားမျိုးတွေကိုအသင်းကတိတိကျကျဆွေးနွေးပြီးဖြစ်တာဖြစ်တဲ့အတွက်ဒီဘက်မှာဆက်ရုပ်တက်တယ်မတိုးဘဲနဲ့လက်လွတ်လိုက်မယ်တဖက်နေပြန်ကြည့်မယ်ဆိုလေတန်ရောစင်လက်ကြရပါတီကိုကျွန်တော်ဆက်ပြီးတစ်နှစ်လောက်တော့ထားခြင်းနဲ့ဒါကလည်းအသင်းရဲ့ policy ကအသက်30ကျော်ကစားသမားတွေကိုအသင်းမှာတစ်နှစ်ပဲတက်တန်းတိုးမယ်ဆိုတဲ့ policy ရှိတယ်။ကြိုက်လို့ရှိရင်အလိုတယောက်တက်တန်းထပ်တိုးမယ်ဆိုတဲ့တစ်နှစ်စုစုပေါင်းနှစ်နှစ်ပဲကမ်းလှမ်းလေးရှိတယ်။ဂျော်ကြီးတုံးကအရှိမလဲမ မနစ်ကကမ်းလှမ်းခဲ့ဘူးတော့အဲ့လိုမျိုးအဲ့တော့ပါတီအခု အာဆင်နယ်နဲ့အဆင်မပြေတာတစ်ဖက်မှာကြည့်မယ်ဆိုသူ့ရဲ့အမှုကိစ္စတွေမပြီးပြတ်သေးတာပြီးတော့သူ့ရဲ့ဘဲချိန်ဆိုပြန်ပြီး injury ရနိုင်တဲ့အခြေအနေအသက်30ကျော်လာတာလောက်ခရစားကပေါင်2သိန်းကျော်ဆိုတဲ့အနေအထားတွေဒီလိုအနေအထားတွေကြောင့်ပါတီကိုအာဆင်နယ်အသင်းကတက်တန်းမတိုးဖို့ဆုံးဖြတ်လိုက်တာဖြစ်လို့ကနဦးအာဆင်နယ်တနည်းနည်းနဲ့တက်တန်းကန်းလဲတဲ့ကိစ္စကလည်းပါတီလက်မခလုံးပြက်ပြဲသွားတယ်ဆိုတဲ့ rumor တချို့လည်းကျွန်တော်တို့ကြားနေရပါဘူးလေအဲ့ဆိုဒီယာဒီမှာ46ဝက်မှာ၄ကိုသွင်းပြီးတော့နှလုံးဖိုင်ကြတဲ့ပါတီကတော့အရှိရာဒီရက်ဆိုင်ပို့ပြီး strong ဖြစ်တယ် ဒါပေမဲ့လည်းတစ်ဖက်မှာပါရီနဲ့ပတ်သက်ပြီးလိုချင်တဲ့အသင်းတွေလည်းဝိုင်းဝိုင်းလည်နေပါပဲ။ဘာစီလိုနာအပောင်ဝင်အသင်းဟောင်းတီကိုအားစဂျူပင်တက်အဆုံးအသင်းတွေကတကယ်အသင်းကြီးတွေအားအများကြီးပဲ။အဲ့တော့တောမတ်ပါတီအာဆင်နယ်နဲ့လွတ်နဲ့ထွက်ခွာသွားမယ်ဆိုရင်တော့မှသူ့ရဲ့နောင်ရည်အတွက်အသင်းကြီးတစ်သင်းမှာဆက်ပြီးကစားနိုင်မယ်ထင်တယ်။ကိုကတော့တမျောတာပေါ့လေ။ဒါပေမဲ့ကိုရီအတွက်ငွေရွယ်တဲ့ quality မြင့်ကစားသမားတူပြန်ပြီးဝင်လာမယ်။ပါရီလိုလိုတက်ကြီးကစားသမားမျိုးကြီးလည်းကောင်းကောင်းမွန်အသင်းတစ်သင်းမှာသွားပြီးဆော့နိုင်မယ်ဆိုရင်တော့နှစ်ဦးနှစ်ဖက်တော့ win-win situation ပေါ့လေ။ဒါပေမဲ့တချို့ကတော့ ပါတီကိုဆက်ပြီးတစ်နှစ်လောက်ဆက်ပြီးထိန်းထားကြဆိုမြဲကစားသမားလည်းအခုလိုမျိုးခြေစွမ်းပြတော့လိုချင်တဲ့အသင်းတွေရှိတော့မှလေ့ရမှာဖြစ်တဲ့အတွက်အသင်းနဲ့ကာလတို့မချုပ်ချင်တာလို့ထင်တယ်အသင်းရယ်ဆက်ပြီးမကန်းလန်းတာအခြားကျွန်တော်တို့စောစောလုံးကပြောလို့များပေါင်းများစွာရှိရပါလေအဲ့ဆိုပါတီကိုလာမယ့်နေရာဒီမှာအခြားအသင်းဂျာစီနဲ့ပဲကျွန်တော်တို့တွေ့မြင်ရဖို့နှိစက်နေပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ AFP စတက်ကဖော်ပြထားတာဒါကစာကာရဲ့စာချုပ်သစ်အချိန်နဲ့ပတ်သက်ပြီးသူကဖော်ပြထားပါဗောလေစာကာရဲ့စာချုပ်သစ်နဲ့ပတ်သက်ပြီးအာဆင်နယ်နဲ့စာကာရဲ့အေဂျင့်တွေကြားထဲမှာဆွေးနွေးမှုတွေကမြင်းမြန်ဆက်ဆံပဲတိုးတက်နေတယ်စာချုပ်သစ်ပါအချက်လက်ရဘူကောစာကာဒီအသင်းရဲ့လောက်ခလာစာအမြင်မှဆုံးကစားသမားဖြစ်မယ်နှစ်ရှိ contract ချုပ်မယ်အဲ့အတွက်လည်းနွေရာသီဈေးကွက်မတိုင်မှာဒီကစားသမားကိုအသင်းကစာချုပ်သစ်အားလုံးပြီးစီးချုပ်ပြီးပုံစံမျိုးလုံသွားဖို့တပြင်ဆင်နေတယ် အဲ့လိုဆိုတော့စာချုပ်တက်တာချုပ်ပြီးသွားလို့ရှိရင်အတင်းရဲ့လောက်ခစားမြန်မာတို့ကစားသမားဖြစ်သွားနိုင်ရရှိတယ်။တချို့ report တွေကဆိုရင်တော့တပတ်ကိုပေါင်3သိန်းလို့လည်းကြားတယ်။အခုစာကာရနေတဲ့လောက်ခစားတဲ့အများကြီးများတော့မှာအခုကသူက3သိန်း6တောင်းနဲ့9000ရနေတယ်။လောက်ခစားအခုအတင်းရဲ့လောက်ခစားမြန်မာတို့ကစားသမားဒီဒဏ်ကြောင့်ကာလရှိနားနေခဲ့တဲ့ခိုင်ရန်ဘတ်ပေါင်3သိန်း8000ဂါရီဂျေစုကတော့3သိန်း6500 Transform Market မှာ UO 350တန်ကြီးရှိတဲ့ဒီကစားသမားကိုအကင်မီထွက်လဲဖြစ်တဲ့ ဖြစ်တဲ့အတွက်အာဆင်နယ်တို့ကတော့စာချုပ်တက်တန်းထပ်မံတိုးဖို့အတွက်ပြင်ဆင်နေပါတယ်2029ခုနှစ်ထိတက်တန်းရှိသေးမယ်လေအသင်းရဲ့အဓိကကစားသမားတွေနဲ့ပတ်သက်ပြီးတော့ policy အရနှစ်နှစ်ပြပြကျန်တဲ့ကစားသမားတွေကိုတက်တန်းနှစ်ရှည်ချုပ်တာပေါ့လေအဲ့တော့ဒီယာတီမှာတော့ပွဲပေါင်း30ကစားထားတယ်72တွင်းပြီးတော့73လုံးဖိန်းထားတယ်ဂျားထဲမှာလည်း3လလောက်ဒဏ်ရာခွဲစိတ်ပြီးနားခဲ့ရတာဖြစ်တဲ့အတွက်အကဲဒါအဲ့ဒဏ်ရာမရခဲ့ရင်တော့စာကတကယ့်ဥမာ strong ဖြစ်ဖြစ်နဲ့အသင်းရဲ့ဒီထက်ပိုများတဲ့ twin go phantom wave လုံနိုင်မှာပေါ့လေဒါကျွန်တော်မနေ့က အနိုင်ရခဲ့တဲ့ အစ်ဆွေတောင်းတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဆရာသမားရဲ့ဒီဖြစ်တည်မှုကနေပဲကျွန်တော်စောစီဂိုးတွေရခဲ့တာ ပြီးတော့လေကျွန်တော်တို့ Real Madrid ကိုပထမအကြော့နိုင်တဲ့ပွဲစဉ်မှာဆိုရင်ရတဲ့ free kick နှစ်လုံးစလုံးကသူအနာခံပြီးတော့ရယူပေးရလို့ပြောလို့ရတယ်။ Iswet တောင်းတဲ့ပွဲစဉ်မှာခြေစမ်းမပြနိုင်ဘူးဘာညာပြောရင်လည်းကျွန်တော်စောစီးရတဲ့နှစ်ကိုးကသူ့ဆီကနေဖြစ်တည်လာတာကိုပဲတွေ့ရတယ်ဗောလေ။အဲ့တော့ဘူကောဆာကာအနေနဲ့လက်ရှိအချိန်မှာ3,900ရနေမယ်လေအနာဂတ်မှာအာဆင်နဲ့လောက်ခရသာမြန်မာဆုံးပေါင်3သိန်းဆိုတဲ့ကစားမဖြစ်ဖို့ရှိနေပါတယ်။2018တုန်းကတပတ်ကိုပေါင်1000မရတဲ့ကောင်းလေး 2020တုန်းကတပုတ်ကူပေါင်9000ပဲရတဲ့ chart date 2023မေလမှာတော့တပုတ်ကူပေါင်3900ရနေပြီးတော့အခု2025မှာတော့တပုတ်ကူပေါင်3000ဆိုတဲ့ contract အသစ်နဲ့အသစ်မှာနှစ်ရှည်ကစားသမားဖြစ်သွားဖို့ရှိနေပါတယ်ဒီ season လေးကိုဒီကောက်ကွင်ကြီးပေါင်ပြီးတဲ့ရှုပ်ဘလုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမဆော့မစင်တော့ဘာပြဖုန်းနံပါတ်တင်ကြောင်း6916 3936 3936ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရမှာဖြစ်လို့ငွေပုံငွေရှာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတော့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှုပ်ရရှာပြီးကျွန်တော် အားပြုလို့ရပါတယ်။ Ivan Kuchiko Sport Internet 9လုံးမိတူကိုကစားလို့ရနေပါခင်ဗျာ။ကဲနောက်ဆုံးသတင်းပုဒ်ကိုတော့ CIESK တွက်ချက်မှုရာ Arsenal အသင်းမှာတန်းတရာတဲ့ကစားသမား9ဦးထိရှိရဆိုပြီးဖော်ပြသွားပါတယ်။ဒါက Champion League Quarter Final Real Madrid အသင်းနဲ့ပွဲစဉ်မှာဆိုရင် Real Madrid ကစားသမားက9ဦးထိရှိရတန်းတရာတဲ့ကစားသမားအာဆင်နယ်မှာက9ဦးထိရှိတယ်။ရီယယ်ကစားသမား9ဦးကတော့ဘယ်လင်ဂန်က UO 250တန်း ဗင်နီရှက်ဂျူနီယာက UO 206တန်းခိုင်လီအမ်ပါပေက UO 185တန်းရိုရီကိုက UO 142တန်းဘဲပါဒီက UO 134တန်းတန်းနာဗီကာမပင်ဂါက UO 105တန်းချူအမန်နီက UO 103တန်းအာဆီနယ်တို့ရဲ့တန်းတရာကျော်ကစားသမား9ယောက်ကတော့ဘူကောက်ဆာက159တန်းခိုင်ဘက်တန်း130ဒီကလန်ရိုက် 108တန်းဝီလျံဆာလီဘာ UO 102တန်းနဲ့ဂါဘရီယယ်မာတင်နယ်လီ UO 101တန်းတို့ရှိနေပါတယ်ဒါကတော့နောက်ဆုံးရဈေးခွက် transfer market ကတိုင်းတာထားတဲ့တန်ကြေးရပါလို့အဲ့ဆိုလက်ရှိကလပ်သင်းရဲ့ထဲမှာဆိုလဲတန်းတရတန်းကစားသမား9ဦးထိအာဆီနယ်ပိုင်ဆိုင်ထားပြီးတော့အာဆီနယ်ထက်တန်းတရတန်းကစားသမားပိုများတဲ့အစုဖွဲ့ကိုပိုင်ဆိုင်ထားတာကတော့ Real Madrid တသင်းပဲရှိပါတယ်အခုနောက်ပိုင်းလမ်းကြုံကိုစကားလေးတစ်ခုပြောဦးမယ်အဲ့ဒါကအခုနောက်ဆုံး9နှစ်6နှစ်အတွင်းမှာ Real Madrid ကိုကြော်ဖြတ်ပြီးတော့ ပိုးဆွဲခဲ့တဲ့အသင်းတွေ Real Madrid ကို Champion League ကပြောင်းအောင်ဖြုတ်နိုင်ခဲ့တဲ့အသင်းတွေကအင်္ဂလိပ်ကလပ်သင်းတွေဖြစ်တယ်ဆိုပြီးဒေတာတွေကတွေ့ရှိရတယ်။နောက်ဆုံးဒီ Manchester City တို့ Chelsea တို့က Real ကိုကျော်ဖြတ်ပြီးတော့ဘောလူဝဲတီတက်သွားခဲ့ပြီးတော့ဖလားရခဲ့တဲ့မှတ်တမ်းလည်းရှိခဲ့ပါလေ။ Man City ဆိုတာနောက်ဆုံးပိုင်းနေမှာပေါ့။အဲ့ဆိုတော့ Arsenal သင်းလည်းအခု Bayern Munich ရဲ့ကွင်းကြီးမှာ Champion တစ်တီး အမြဲတမ်းထွက်ပေါ်နေကြဆိုတဲ့အစဉ်လာတိုင်းပဲအဲ့ဒီအထိအရောက်လှမ်းသွားနိုင်ပြီးတော့ချန်ပီယံသစ်ဖြစ်မလားစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ